အော်စတင်ကမများမတာဆက်ဆံအခမ်းအဆုံးသင်းလာကျွန်တော်အလုံးဝမင်္ဂလာပါခင်ဗျာ 3K Corners ကနေအော်စတြေးပြည်သားတွေအားလုံးကိုပြန်လည်ကြိုဆိုပါတယ်အော်စတင်ကလက်ရှိရသည့်ပရီးမီးယားလိမှာမများမတာနဲ့အဆက်ဆံအခမ်းအဆုံးအသင်းဖြစ်နေပါတယ်ကစားမရီအငင်းပွားဝယ်ဟာထုတ်ပယ်ခံရသလိုရသည်နဲ့ဂိုးတွေလည်းမရခဲ့ပါဘူးပြီးခဲ့တဲ့ Everton အသင်းနဲ့ပရီးမီးယားလိပွဲစဉ်မှာအော်စတင်အငစ်ခံပြန်ပြီရီယန်နဲ့ချန်ပီယံလိမတိုင်ခင်အော်စတင်က Everton နဲ့စီးချင်းထိုးခဲ့ရတာပါ Everton ကနီးပြမိုးယက်ပြန်လည်တာဝန်ယူပြီးတဲ့နောက် ရာလဒ်တွေပြန်ပြီးတော့တည်ငြိမ်နေပါတယ်။ထိတ်တန့်သင်းတွေကိုလည်းဒုက္ခပေးနေပါတယ်။အာဆန်စီကလည်းအေဗာဒန်ကရမှန်မျောလင်းနေခဲ့တာပါ။ဒါပေမဲ့ထရော့ဆက်ကအာဆယ်အတွက်ဥဆောင်ကိုတွင်းလိုက်လို့အေဗာဒန်မလွယ်ကူခဲ့ပါဘူး။အာဆန်အောင်ပွဲကဒုတိယပိုင်းမှာမမျှတာတဲ့ဆုံးဖြတ်ချက်ကြောင့်ပျက်စီးခဲ့ရတယ်။မပေးသေးတဲ့ပန်နတီကြောင့်နင်းနာခဲ့ရတယ်။အနိုင်သုံးမှတ်ရမယ်စားတေးဒီမတ်နဲ့ကျင်းနှက်လိုက်ရပါတယ်။အာဆန်ဒီပြအာရီဒါကအတော်လေးပေါက်ကွဲနေတာပါ။အေဗာဒန်ကိုပန်နတီလုံးဝမပေးသင့်ဘူးလို့ပြောခဲ့ပါတယ်။အာဆန်နောက်ကလူလူးစကယ်လီကအေဗာဒန်က ဂျက်ခါရီစင်ကိုကစားပုံကျမ်းနေဆိုပြီးတော့ပန်နတီပေးခဲ့တာပါအာရီတာကအဲ့လိုဖြစ်ရမျိုးကလုံးဝပန်နတီမပေးသင့်ဘူးလို့ဝေဖန်ပြစ်တင်ခဲ့တယ်ဒါမဲ့ကွင်းလယ်တိုင်းဒါရင်အင်္ဂလန်ကချက်ချင်းဆိုသလို ပန်နတီပေးခဲ့လို့ VR တိုင်းကလည်းပန်နတီဖြစ်အတီးပြူပေးခဲ့ပါတယ်အဲ့ဆုံးမဲ့ချက်ကြောင့်အာရီတာပေါက်ကွဲနေပြီးတော့ကျွန်တော်တော်လေးစိတ်ပြရပါတယ်ကျွန်တော်တင်ကပွဲကိုလုံးဝထိန်းချုပ်ထားတာပါဒူလာပိုင်းမှာလည်းအနိုင်ကိုထိန်းစားဖို့ရွယ်ပေမဲ့တိုင်းကပန်နတီပေးချလိုက်လို့နင့်နာခဲ့ရပါတယ်ဒီဖြတ်ကို15ချိန်လောက်ကြည့်ခဲ့ပါတယ်ဒါဘလို့နီးနေမှာပန်နတီမဟုတ်ပါဘူး ်အေဗာရန်ပြည်တံမော်ယူလာသိပ်ကိုတော်ပါရင်ကျွန်တော်ကလည်းမိုင်မဲတဲ့ဖြတ်ထုတ်မှုတွေကျူးလွန်မိခဲ့တာပါလို့ပြောခဲ့တယ်အေဗာရန်အသေးနည်းပြမိုယက်စ်ကတော့ဖြစ်ကိုပြန်မကြည့်ရသေးတော့ပန်နဒီလားပန်နဒီမဟုတ်ဘူးလားဆိုတာမပြောတတ်ပါဘူးလို့ပြောပြီးယုံကလေးနှာစင်းနေခဲ့ပါတယ် The Premier League Match Center ကအာဆင်နောက်ကလူးစ်ကယ်လီက Everton Harrison ကိုဂိုးရီယာထဲမှာပန်နဒီပေးရတော့တဲ့ထိတွေ့မှုမျိုးကျူးလွန်ခဲ့တယ်ဆိုပြီးတော့ဖြေရှင်းချထုတ်ပြန်ခဲ့ပါတယ် BBC ကသုံးသပ်သူ Chris Sutton ကတော့ပန်နဒီမပေးလဲရတယ်ဆိုပြီးတော့ပြောခဲ့တယ် အေဗာဒနီပြမိုးရက်စလဲဖြစ်ရက်ကိုပြန်ကြည့်ရင်ကံကောင်းပြီးတော့ပန်နရီရတယ်ဆိုတာနားလေသွားလိမ့်မယ်လို့ခရစ်စတန်သုံးသပ်ပါတယ်။ပန်နိုင်မပေးသင့်ဘူးလို့ပြောတာခရစ်စတန်တယောက်တည်းမဟုတ်ပါဘူး။ပရီးမီးယားလိဂ်ဂန်ဝင်တိုက်စစ်မှုအောင်အလန်ရှီယားကလည်းပန်နရီမပေးသင့်ဘူးလို့ပြောပါတယ်။အလန်ရှီယားကကျွန်တော်တို့တော့အာစနယ်ကပန်နရီမပေးရသင့်ပါဘူး။ဆုံးဖြတ်ချက်ကိုပြန်ပြင်လို့မရပဲတကယ်ကိုပြင်းထန်လို့ပါတယ်။အဲ့ဒီလိုဝေဖန်ခဲ့တာပါ။လီဗာအုပ်စားမဟောင်းမာဖီကလည်းအာဒီတာကိုထောက်ခံသွားခဲ့ပါတယ်။ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ကဆိုးရွားလွန်းပါတယ်။ ဒါပန်နရီလုံးဝမပေးသင့်ပါဘူးအာရီတာကိုကျွန်တော်ထောက်ခံပါတယ်ဇာမားနှစ်ယောက်စလုံးကအပြန်အလှန်ဆွဲခဲ့ကြတာပဲလို့မာဖီးယားပြောခဲ့တာဖြစ်ပါတယ်အာရီတာပရီးမီးယားလိချန်ပီယံဆုတွံမမျော်လင့်တော့ပေမဲ့နိုင်ပွဲတွေပုံမှန်လိုချင်နေခဲ့တာပါဒါပေမဲ့ကွင်းလယ်တိုင်းဆုံးဖြတ်ချက်အမားတောင်အာစနယ်နင့်နာရပြန်ပါပြီလက်ရှိအသီးမှာပရီးမီးယားလိချန်ပီယံဆုနဲ့အာစနယ်ဝေးကွာတဲ့အကြောင်းရင်းနဲ့ဒိုင်ရီရဲ့ဆုံးဖြတ်ချက်အမားတွေကရေးပါတဲ့အစိပ်ပိုင်းတစ်ခုဖြစ်ရှိနေတာပါအာစနယ်မမျှမတာဆက်ဆံခံပြီးတော့ဒိုင်ရီမုန်းတီးတဲ့အသင်းဖြစ်နေတာကြားပါပြီ။ အာစတန်ကိုဒိုင်တွေကဖလားမရအောင်ကြံစီနေတာများလားအာစတန်မပြမတဆက်ဆံခံရတာအခုမှမဟုတ်ပါဘူးတမိုင်းနဲ့ကြီးပြီးတော့မပြမတဆက်ဆံခံခဲ့ရတာပါပြီးခဲ့တဲ့ရာသီကလည်းအာစတန်ကိုဒိုင်တွေညစ်ခဲ့ဥပါရီအာစတန်ကမပြမတဆက်ဆံခံလေပိုကောင်းလေဖြစ်အောင်ကြီးရွယ်ကြိုးပမ်းနေပါရီဟုတ်ကဲ့ပါဒီဘက်ကလောက်ပါပဲခင်ဗျအာစတန်ပြိတ္တရရောဘောလုံးချစ်သူတွေရောမြန်မာပြည်သူပြည်သားတွေအားလုံးရောဘေးကင်းကျန်းမာကြပါစေခင်ဗျ